မင်္ဂလာပါဒီနေ့ကျွန်တော်တို့မြန်မာရိုးရာလက်ဝှေ့နဲ့ဝမ်ချမ်ပီယံရှစ်ကိုကူးပြောင်းလာလေအဲလက်ရှိမှာလေအောင်မြင်မှုတွေရနေတယ်တွေ့လင်းထက်အကြောင်းကိုနည်းနည်းအသေးစိတ်ကြည့်ကြမယ်ဟုတ်ကဲ့သူအကြောင်းပြောစရာတွေကတော့အများကြီးပဲเนาะအထူးတစ်ပဲသူရဲ့တိုက်ကွက်တွေအောင်မြင်မှုတွေနောက်ပြီးဟိုတမန်ကြားဆိုတဲ့နမည်ပြောင်းကဘယ်လိုဖြစ်လာတာလဲဆိုတာတွေကိုပေါ့ဟုတ်ကဲ့ကျွန်တော်တို့သုံးသပ်မဲ့အချက်လက်တွေကတော့သူရဲ့ပတ်တတော်နိပညာ1 championship ဖြန့်ွယ်မှတ်တမ်းလေး သူရဲ့တိုက်ကွက်ဗီဒီယိုကြည့်ရှုနှုန်းနဲ့ပတ်သက်တဲ့စောင်းပါးတွေကနေယူထားတာပါအဒီအကတော့ဒီအချက်တွေကနေသင့်သွေးလင်းထက်ကဘာကြောင့်ဒီလောက်လူစိတ်ဝင်စားခံနေရလဲသူရဲ့အဲ့ဒီနာမည်ကြီးပတ်တောင်ရိုက်ချက်နော့ွယ်ကကျွမ်းကျင်မှုကဘယ်လိုရှိလဲလဝိလောကမှာသူရဲ့အရေးပါမှုကဘာလဲဆိုတာဒီကပိုနားလည်ဖို့ပါပဲအင်းအထူးသဖြင့်အဲ့ဒီပတ်တောင်ရိုက်ချက်ကကံကောင်းတာလားတကယ်ကျွမ်းကျင်မှုလားဆိုတဲ့အငင်းပွားမှုလေးတွေရှိခဲ့တယ်နော် ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလေးကစိတ်ဝင်စားစရာကောင်းတယ်သူတိုက်ကွတ်ဗီဒီယိုဆိုရင်나ဒီပိုင်းအတူမှကြည့်ခဲ့သူတတ်နေချီရှိသွားတယ်ဆိုတာကလည်းတတုံလေးကိုဘယ်လိုပြောမလဲဂရိတ်ရိုက်သွားတယ်ပေါ့နော်ဟာပါအဲ့တော့အဲ့ဒီပတ်တန်တောင်းအရင်ပွားမှုကနေဆက်လိုက်ကြအရောင်တချို့ပြစ်တတ်တွေကကန်ကောင်းလို့ပါကွာချက်ကန်တိုးပြီးထိသွားတာဆိုပြီးပြောကြတယ်ဆိုဟမ်အဲ့လိုဝေဖန်တန်တွေကတော့ရှိခဲ့တာမှန်ပါတယ်ဒါနဲ့လေတွေးလင်းထက်ကိုတိုင်ရော လေးလာသူတွေအများစုကရောဒါကစနစ်တကျလေ့ကျင့်ထားတယ်တွက်ချက်ထားတဲ့ဤစနစ်လို့ပဲသုံးသပ်ကြတယ်။ရှောင်ရမ်းတာမဟုတ်ဘူးပေါ့။သူကလည်းပြောထားတာရှိတယ်နော်။ဟုတ်ကဲ့။သူပြောတာကဒီတိုက်ခွက်ကသုံးနေတာကြာပြီတဲ့။သူဝင်လာတဲ့အချင်းကြီးကိုကြည့်ရင်ရိုက်လို့ရမယ့်အချင်းကြီးဟုတ်လို့နောက်ပြန်ရိုက်လိုက်တာဆိုပြီးရှင်းပြထားတယ်။ဆိုတော့ဒါကအချင်းကြီးအချင်းအခါကြည့်ပြီးသုံးတဲ့သူ့ရဲ့ signature move လို့ချိန်နေတာ။အဲ့ဒါဆိုရင်တော့လေ့ကျင့်မှုကအဓိကဖြစ်သွားပြီပေါ့။ ဘယ်နှကျင်လိကျင့်ထားလေဆိုတဲ့အပေါ်မှာမူတည်ပါတယ်လို့သူကိုယ်တိုင်ဝန်ခံထားတာပဲတကယ်ပဲလိကျင့်မှုကအဓိကပဲအဲ့ဒီလိုအံအားသင့်ကြာရိုက်ချက်တွေကသူ့အတွက်အစ်စ်တော်မဟုတ်တော့ဘူးဒါကသူ့ကိုတမန်ကြားလို့ခေါ်ကြတဲ့အကြောင်းရင်းနဲ့လည်းတိုက်ရိုက်ဆက်ဆက်နေတယ်လေဩဟုတ်ကဲ့တမန်ကြားဆိုတာကဟုတ်မြမလက်ဝိတ်တမိုင်းမှာပတ်တန်တောင်နဲ့ကြော်ကြခဲ့တဲ့ဥစောလာမင်းကိုအစွဲပြူပြီးပြောကြတာ တနောင်မှာတမန်းကြာအချုပ်မှာမိုးချိုးဆိုတဲ့ဆိုယိုးသမားကြောက်မှုမှာပေါ့ကြောက်ဘူးပါအဲ့ဒီတမန်းကြာရဲ့တနောင်စွမ်းရည်အဲ့ဒီစိတ်တက်မျိုးကိုတွေးလင်းထက်ကပြန်ဖော်ထုတ်ပြနိုင်လို့နောက်ထပ်တမန်းကြာတကောင်ဆိုပြီးတော့တင်စားကြတာပေါ့လေစိတ်ဝင်စားစရာပဲသူတဲ့ fight IQ မြင့်တယ်ဆိုတဲ့အချက်ကိုလည်းတွေ့ရတယ်အဲ့ဒါကိုနင်းနေတော့ရှင်းပြပါဦးဘယ်လိုမျိုးမြင့်တယ်လို့ဆိုလိုတာလဲอืม fight IQ မြင့်တယ်ဆိုတာလေဒီလိုကြမ်းရင်ပြီးတော့ဝင်လုံးတဲ့ပုံစံမျိုးမဟုတ် ပြိုင်မဲ့အားနဲ့ချက်အားတာချက်သူဘလို့လုံရှားမလဲဆိုတော့ကိုကြိုတွက်နိုင်တယ်။အချင်းဟာကိုက်တိုက်ွက်ထုတ်တုံးနိုင်တဲ့ညာရီမျိုးကိုဆိုလိုတာပါ။အော်တချို့သုံးသက်သူတွေကတော့သူ့မဟုအမှုပညာရှင်စိတ်သက်ရှိရဲ့သချင်းဆိုတာဝါသနာပါတယ်ဆိုတာတွေကသူ့ရဲ့ထိုးသက်ပုံကို ပို့ပြီးတော့နီးစနစ်ကြစေတယ်။ကြမ်းတမ်းမှုတက်တက်ထက်အတွေးခေါ်ပါလာတယ်လို့ဆိုကြတယ်။ဟုတ်ပဲ။အဲ့ဒီလိုတွက်ချက်တက်တဲ့ fight IQ မြင်မှမှုကဝမ်ချန်ပီယံရှစ်မှာ ူရဲ့အောင်မြင်မှုတွေမှာဘလို့ထင်ဟပ်နေလဲကြည်အောင်သူ့မှတ်တမ်းရာငါးပွဲထိုးလေးပွဲနိုင်စပွဲရှုံးဆိုတော့တော်တော်လေးကောင်းတဲ့မှတ်တမ်းတော့တော်ရုံမဟုတ်ဝမ်းချမ်းမြေရှိမှာမူရဲ့ထိုက်ထိုးတဲ့ရိုးရလဝက်သမားတွေထဲမှာဆိုရင်လက်ရှိအကောင်းဆုံးမှတ်တမ်းပဲအမေဟုတ်တယ်ပြီးတော့ bonus ၃ချိန်ရထားတယ် fight of the night ဆူဆိုလဲ၃ချိန် gain chai တို့ yot kitty တို့ great pet တွန်တဲ့ပွဲတွေမှာရခဲ့လာဒါကသူ့ပွဲတွေဘလောက်တောင်ကြီးလို့ကောင်းလဲစိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာတက်တည်ပဲလေ အဲ့ဒီ bonus တွေကလည်းပွဲမျိုးစပေါ်မူတည်ပြီးကြာတယ်နော် Friday fight စီရင်ပတ်သုံးတင်ခွဲလာရပြီးမင်းရှိုးကြည့်တယ်မှာဆိုဒေါ်လာနားသုံးကြည့်ရနိုင်တယ်ဆိုတော့ဟုတ်ပါတယ်ကြွားချမှုရှိတယ် CEO Chatri Sitio Dong ကိုတိုင်ကလည်းသူ့ကိုတော်တော်သဘောကျနေတဲ့ပုံပဲ။ဒါကြောင့်လေသွေးလင်းထည့်ရဲ့ပန်းတိုင်ကပုံမြင့်လာတာပေါ့။သူ့ပန်းတိုင်ကဘာတွေလဲ။သူ့ရဲ့ဒီကပန်းတိုင်ကဒေါ်လာတသိန်းတန်စာချုပ်ချုပ်ဆိုခွင့်ရဖို့နဲ့ဟို Champion Cup ကိုရယူနိုင်ဖို့ပဲ။อืมထင်နိုင်ပါတယ်။ ူရဲ့ပတန်တောင်ဗီဒီယိုပြန်သွားတဲ့အချိန်ကလေတကယ်မသိဘူးဗျာဝိုင်းရဲ့ Facebook page မှာတင်လိုက်တာစတက်နာလေးအတွင်းမှာကြည့်တဲ့သူဘနင်း6တန်းကျိုးသွားတယ်ဆိုတော့တကယ်အောင်းအောဟုတ်ကောင်းတယ်အရေးကြီးတာကအဲ့ဒီကြည့်တဲ့သူတွေထဲမှာမြန်မာပြည်သက်တွေခြေပဲမဟုတ်ဘူးနိုင်ငံတကာပြည်သက်တွေအများကြီးပါလာတာမှတ်ချက်တွေ share တာတွေကြည့်ရင်သိနိုင်တယ် comment ဆိုထောင်နီးယားကျော် share တာနေထောင်နီးယားကျော်လဲဆိုတော့ဟုတ်တယ်နိုင်ငံတကာကပါသူ့ကိုတတိထားမိလာပြီဆိုတဲ့သဘောပဲမှန်ပါတယ် သူ့ရဲ့တိုက်ခိုက်ဟန်နဲ့ဆွမ်းဆောင်ရည်ကဘောင်းတွေကိုကြော်ပြီးနိုင်ရန်တကာပြိသက်တွေကိုပါဆွဲဆောင်နိုင်တယ်ဆိုတာပြန်နေတာဝေါ်လီတရေချက်လက်အားလုံးကိုခြုံကြည့်လိုက်ရင်တော့သွေးလင်တဲ့အောင်မြင်မှုကကံကောင်းတာတက်တက်တော့မဟုတ်ဘူးစနစ်တကျသွေးသစ်လောင်းလေ့ကျင့်ထားတဲ့ကျွမ်းကျင်မှု ထမြက်တဲ့ fight IQ ပြီးတော့ဟိုမြမလက်ဝဲရဲ့အမွေနဲ့တမန်းကြားစိတ်သက်တဲ့ပေါင်းဆက်ထားတဲ့ရလက်လို့ပဲပြောရမှာပဲဟုတ်ကဲ့သူ့ရဲ့ကြော်ကြမှုကမြမပြီးတယ်မဟုတ်တော့ဘူးနိုင်ငံတကာထိရောက်နေပြီအဲ့တော့ နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပေါ့နော်သူ့ရဲ့ဒီလိုတွက်ချက်တက်မှုထူးခြားရဲ့မှတ်တမ်းတိုးပွားလာတဲ့နာမည်ကျော်ကြားမှုတွေကိုအခြေခံပြီးတော့သူရမ်းလို့ချင်နေတဲ့အဲ့ဒီဒေါ်လာတိုင်းနံစားချုပ်နဲ့ချန်ပီယံခါပတ်ကိုရဖို့အတွက်လေဘလို့တီးကြတဲ့ဖြူဟာမြောက်ခြေလန်းဒီဘလို့ပြင်ဆင်မှုတွေဆက်လုပ်ဖို့လိုမလဲอืมဒါကတော့စိတ်ဝင်စားစရာမေးခွန်းပဲသူ့ရဲ့နောက်ထပ်ပွဲတွေကိုကြည့်ပြီးမှပဲအကဲဖြတ်လို့ရမယ်ထင်တယ် ဘလို့နီးပြဟာအတက်တွေနဲ့ပွဲထွက်လာမလဲဆိုတာကတော့ setup စောင့်ကြည့်ရမယ်အချက်တစ်ခုပါပဲဟုတ်ကဲ့ဒီနေ့တော့သွေးလင်းတိုက်ချောင်းအတော်လေးပြပြဆုံဆုံဆွေးနွေးထည့်ခဲ့ကြပါရစေဟုတ်ကဲ့ပါနောက်ထောင်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်